မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ်ပထမဆုံးတင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲ update သတင်းကတော့သခိုင်းတိုင်းဗန်းမောင်းမြို့ကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွယ်ဝင်ကြီးဌာနအမတ်တစ်စစ်ဒေသကတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဗန်းမောင်မြို့ကိုစက်တမာလ15ရက်နေ့မှာထိုးစစ်ဆင်ခဲ့ပြီးတော့စက်တမာလ20ရက်နေ့မှာအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗျ။ဗန်းမောင်မျိုးသိန်းတိုက်ပွဲမှာရင်ထွန်းဗျူဟာမှုဦးစီ SNA တမဟာ614 69ရဲပြူစောတီပူပေါင်းအင်အား400ခန့်အခြေချနေထိုင်တယ်။ မြေသေးချင်းရွာကာကင်ကုန်းမြေသေးချင်းရွာတော်ဝရိုက်ကုန်းအောင်ကဘာတိန် KTV ကျွဲကောကုန်းရွာမြေသေးချင်းရွာဖုန်ကြီးကျောင်းဒန်ကိုစီဆိုင်ဘန်ဂလိုကုန်းနားရက်ကရွာစက်တော်ရွာကျိုးနောင်စခန်းကုန်းဘန်းမောင်မြို့ဘူဟာကုန်းအောင်တာကုန်းရွာစခန်းကုန်းလွှာစင်ကုန်းဖုန်ကြီးကျောင်းဘန်းမောင်မြို့စာတင်ကျောင်းဘန်းမောင်မြို့ရဲစခန်း ်မြနန္ဒာဖုန်ကြီးကြောင့်နေဆက်ဒေတာနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတင်းတန်းကြောင်းနာတလကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ကြောင်းလေရွာစခန်းကုန်းကဗန်းပေါင်းမျိုးကိုစစ်ကူလာတဲ့ကားတစ်စီးပါတဲ့ရန်သူစစ်ကြောင်းကိုလည်းဖျက်တောက်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ကားကိုမိရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကဂျက်ဖိုက်တာလေယာဉ်များနဲ့စဲချိန်ဘုံးကျဲတိုက်ခိုက်ခဲ့ပြီးတော့ drone တွေနဲ့တိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့တိုက်ခိုက်ခြင်းတွေကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ ်စစ်ခွေးတွေစီကနေပြီးတော့ဂျီသရီတက်နဲ့နှစ်လက်ဦးစီတက်လက် AK တက်လက်ဂျီမျိုးစုံ12886တောင်းဒီက90မမဘုံဒီ28လုံး81မမဘုံဒီ9လုံး60မမဘုံဒီ14လုံးဒရုန်းဘုံဒီမျိုးစုံအလုံးတရာ RPG တလုံးမြဲရီယိုဘုံဒီ83လုံး9ဗိုလ်ကြီး902တောင်းအီနာကဘုံဒီ52လုံးနေမိုင်း3လုံးတိုင်မိုင်းမျိုးစုံအလုံး20ဖိုင်ဘာမိုင်း9လုံး9မီလီမီတာကာပိုင်ကြီး10တောင်း GA မျိုးစုံ29ခုနဲ့အခြားဆက်ဆက်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေဘက်က SNA ဗိုလ်တော်ဦးအပါဝင်အလောင်း9လောင်းကိုလည်းရရှိခဲ့တယ်လို့သိရပြီးဒေါ်လာရင်းရောက်6ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမှာဗန်းပေါင်းမျိုးဝင်းချင်းမှာစစ်တပ်နဲ့ SNA ကရွှေချောင်းရွာပင်းဟင်းခါရွာနဲ့တရားကုန်းရွာတို့မှာကာကင်းထိုင်ထားပြီးတော့အများစုဟာဗန်းပေါင်းမျိုးနဲ့မြောက်ဘက်ချမ်းမှာရှိတဲ့မန်ကုန်းရွာနဲ့အနောက်တောရွာကိုဆုတ်ခွာပူးပေါင်းသွားကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့ပေါ်မှာရှိတဲ့မြမမီးရထားကွန်ကရစ်ဇလီဖားတုံးဆက်ယုံမှာတပ်ဆွဲထားတဲ့စစ်ခွေးနဲ့ရဲခွေးများကိုဝင်ရောက်တိုက်ခတ်ရာရဲလေးဦးတေဆုံးပြီးတော့တနက်၃လနဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ22ရက်နေ့မနက်တနားရီ40မိနစ်ခန့်မှာပခုတ်ကူမြို့ရထားဘူရာအနီးမြမမီးရထားကွန်ကရစ်ဇလီဖားတုံးဆက်ယုံအတွင်တပ်ဆွဲထားတဲ့အချမ်းမတ်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခတ်မှုအတွင်မှာ ကြမ်းမဲ့စစ်ကောင်စီဘက်ကရဲလေးဦးတေဆုံးကဂျီသူရီတနက်တလန် 7.62G တုံးတဲ့ကာဗိုင်တနက်တလန် AK တနက်တလန်နဲ့ G အတောက်50ရို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။တော်လိုင်းတပ်ဖွဲ့များဘက်ကအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ဘခုတ်ကူမျိုးရထားပူရာအနီးကွန်ကရစ်ဇလီဖားတုံးဆက်ယုံအတွင်းမှာရှိတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ရဲဘော်9ဦးကပျောက်ကြားပုံစံမျိုးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။၎င်းတိုက်ခိုက်မှုအတွင်းမှာရဲခွေး၄កောင်တေးပြီးတော့တနက်၃လက်တင်စီနိုင်ခဲ့ပါဗျ။ကျွန်တော်တို့ရဲဘော်တွေအထူးကဲမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်။ဘခုတ်ကူမျိုးနယ်အတွင်းမှာစစ်ခွေးရွေးကောက်ပွဲကိုစတင်တဲ့အနေနဲ့မျိုးရ င်းတိုက်ခိုက်မှုတွေလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်လို့ဘခုတ်ကူ Special Task Force ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဘခုတ်ကူမြို့နယ်မှာစစ်ကောင်မရှင်ကဦးစီးပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းပြသတဲ့အနေနဲ့ ်မခုတ်ကူမျိုးပေါ်မရှင်ကိုစ조사ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့လဲစစ်ကောင်မရှင်စိတ်တန်းကြပြုတ်လုံမဲ့အဲ့ဒီရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုတ်လုံကြပါရန်မခုတ်ကူ special task force ကအတိပိနိုးစော်ထားပါတယ်၎င်းတက်ခတ်မှုကိုမခုတ်ကူ special task force မခုတ်ကူမျိုးနဲ့တရင်တက်ပကဖကရဲဘော်ဒီဦးဆောင်နဲ့တော်လိုင်းရဲဘော်ခုနှစ်ဦးတို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဝင်းသူမြို့နယ်ထောက်ကြံတော်ရွာမှာ၃ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သားအယောက်30ခန့်သေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၁ရက်နေ့ကဝင်းသူမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံခမရ၁၁၁နဲ့ခမရ၁၂၀တိုင်ရင်တို့ကအင်အား၂၀၀ခန့်နဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုဝင်းသူမြို့အရှိဘတ် ထောက်ကြံတော်ကြီးပါအရောက်မှာတော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာ၃ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်သားအယောက်30ဝန်းကျင်တေဆုံးကစစ်တုံးမှ9ဦးနဲ့အတူလက်နက်ခဲယံအချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗါးဝင်းတို့အထိုင်တက်ကနေပြီးတော့ဝင်းတို့အရှိတ်ထောက်ကြံတော်ရွာကိုစစ်ကြောင်းထိုးလာတဲ့အချိန်ဝင်းတို့နယ်မြေကန်အင်အားစုတွေနဲ့ကောလင်းနယ်မြေကန်အင်အားစုအဖွဲ့တွေပေါင်းပြီးတော့တိုက်ခိုက်တာ၃ရက်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် စစ်ခွေးအကောင်30ဝန်းကျင်လောက်သေးတယ်စစ်တုံးမှ9ဦးနဲ့လက်နက်အချို့ကိုလည်းတင်စီရမိတယ်တော်လိုင်းတပ်ဖွဲ့တွေဘက်က၄ဦးထိခိုက်ဒဏ်ရာရတယ်အသက်အန္တရာယ်တော့မစိုးရိမ်ရဘူးလို့တော်လိုင်းရဲ့သတင်းအရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကဲချင်းပြည်နယ်မြေကြီးနားမြို့စီတာဘူးရက်ကွက်မှာရှိတဲ့အမျိုးသမီးဘော်ဒါဆောင်အတွင်းထဲကိုလက်နက်နဲ့ဝင်ရောက်ဓမြတိုက်ပြီးမိန်းကလေးတွေကိုလိမ်မိုင်းဆိုင်ရာမဖွဲမရာပြစ်လုတဲ့စစ်သားအောင်မျိုးခန့်ကိုပြည်သူများကဝိုင်းဝန်းဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ22ရက်နေ့ညသကောင်းရံအချိန် ည7နှစ်နာရီဝင်းကျင်မြေကြီးနားမြို့စီတာဘူးရက်ွက်အတွင်းမှာရှိတဲ့အမျိုးသမီးဘော်ဒါဆောင်တစ်ခုအတွင်းထဲကိုအကြမ်းဖက်စစ်တပ်ကတပ်သားအောင်မျိုးခန့်ကလက်နက်ကိုင်းဝင်ရောက်ပြီးတော့ဘော်ဒါဆောင်မှာနေတဲ့မိန်းကလေးတွေစီကဖုန်းနဲ့ငွေကြေးများကိုတောင်းယူခဲ့တယ်လို့သိရပါတယ်မိန်းကလေးတွေကဖုန်းနဲ့ငွေများမရှိဘူးလို့ညင်းဆန်တဲ့အခါမှာအဝတ်အစားများကိုချွတ်ခိုင်းပြီးတော့မဖွဲများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ် ်အခုလိုမျိုးမဖွဲ့မရလှုပ်ဆောင်ပြီးတဲ့နောက်မင်းကလေးနှစ်ဦးကြားဝင်ရောက်ပြီးတော့အိတ်ဆက်နေတဲ့အချိန်မင်းကလေးတဦးကစစ်သားအောင်မျိုးခန့်ရဲ့လက်နက်ကိုလူယူထွက်ပြေးပြီးတော့ပတ်ဝန်းကျင်ကိုအော်ဟစ်အကြောင်းကြားခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်ပြည်သူများကစစ်သားအောင်မျိုးခန့်ကိုဝိုင်းဝန်းဖမ်းဆီးလိုက်ကြတယ်လို့သိရပါဗါးညာ၁၂နှစ်လောက်မှဝင်တော့ ဝင်ပြီးတော့ဒီကောင်းစီမှာတနက်ပါတယ်တနက်နဲ့ချိန်နှားပြီးတော့အဆောင်ကဆန်နတန်းတက်နေတဲ့ကလေးမလေးကိုဖုန်းထုတ်ပတ်စံထုတ်ဆိုပြီးပြောတယ်အဲ့ဒီကလေးမလေးကဖုန်းတွေပတ်စံနေတော့မရှိဘူးလို့ပြောတော့အင်ကြီးချွတ်တယ်အင်ကြီးတွေလှန်ပြခိုင်းဘောလီတွေချွတ်ခိုင်းပြီးတော့မတ်တရက်ခိုင်းတယ်တန်းစီခိုင်းပြီးတော့တယောက်ပြီးတယောက်နှုတ်တွေကိုလိုက်ကင်တယ်ကင်ပြီးလို့ရှိရင်ခဏနေတော့နင်တို့ရဲ့ဆရာတွေက round လဲသလားလို့မေးတယ် round လဲတယ်လို့ပြောတော့အဲ့ဒါဆိုရင်လဲကိုယ့်နေရာမှာကိုယ်အိတ်ဆိုပြီးတော့အိတ်ခိုင်းတာ အားလုံးကကိုယ့်နေရာကိုပြန်အိတ်တော့ကောင်မလေးနှစ်ယောက်ကြားမှာသူကအပေါ်ကနေတက်အိတ်တာအဲ့ဒီအချိန်မှာကောင်မလေးတစ်ယောက်ကတနက်ကိုဆွဲလုပြီးတော့စင်းပြေးသွားတာအောက်ထက်လဲရောက်လဲရောက်တော့သူတို့ရဲ့ဆရာတွေနဲ့တန်းတွေ့ပြီးတော့ပြောပြတာအပေါ်တက်ကကောင်မလေးတွေကလည်းတနက်မရှိတော့ဘူးဆိုပြီးတော့သူ့ကိုအားလုံးဝိုင်းပြီးလုံးဝိုင်းပြီးရိုက်ကြတာပေါ့အောက်ကဆရာတွေရောယောက်ျားလေးအဆောင်ဘက်ကယောက်ျားလေးတွေရောအိမ်သားတွေပါပတ်ဝန်းကျင်ကလူတွေအကုန်ရောက်လာပြီးတော့မှသူ့ကိုဝိုင်းဖမ်းကြတာလို့ဖြစ်စဉ်ကိုသိရှိသူတို့ကပြောပြထားပါတယ်အခုလိုမျိုးဖမ်းဆီးရရှိထားတဲ့တပ်သားအောင်မျိုးခန့်ကိုအကြမ်းဖက်ဆက်တဲ့လက်အောက်ခံဆရာဖတ် က်ဖွဲ့ကလာရောက်ပြီးတော့ခေါ်ဆောင်သွားတဲ့အတွက်အံ့ရန်ပေးလိုက်ရတယ်လို့သိရပါတယ်။မြေကြီးနားမြို့ပေါ်မှာခိုးဆိုးလူရက်မှုများလူသတ်မှုများမကြာခဏဖြစ်ပေါ်လျက်ရှိပြီးတော့အာနာသိန်းအကြမ်းဖက်စစ်တပ်နဲ့အပေါင်းပါများကလုံဆောင်လျက်ရှိနေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့အထူးဂရုစိုက်နေထိုင်ပေးကြပါရန်ပြည်သူအချင်းချင်းတိုက်တွန်းပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတာတောင်သာမြို့နယ်မင်းကန်ရွာအနီးမှာရှိတဲ့ဒန်းငွေပိုက်လိုင်းစောင့်နေတဲ့ရဲများကအမျိုးသမီးတအုပ်ကိုဖမ်းဆီးခေါ်ဆောင်လာပြီးတော့အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ9ရက်နေ့ညနေ6:00နာရီကမှမင်းကန်ရွာဘိုးဘွားဂိတ်အနားမှာရှိတဲ့တရုတ်ဒန်းငွေပိုက်လိုင်းကိုစောင့်နေတဲ့ရဲတွေကမင်းကန်ရွာကအသက်20အရွယ်အမျိုးသမီးတအုပ်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အဓမ္မပြုကျင့်ခဲ့တယ်လို့သိရပါတယ် အာဓမပြုတ်ကျင်ချင်းခံရတဲ့အမျိုးသမီးဟာအဲ့ဒီနေ့ညနေပိုင်းမှာအလုတ်ကနေပြန်လာပြီးတော့ရေခတ်ဆင်းတဲ့အချိန်တရုတ်ပိုက်လိုင်းစောင့်နေတဲ့ရဲတွေကစစ်ဆေးစရာရှိတယ်ဆိုပြီးတော့ဖမ်းဆီးခဲ့ပြီးတော့အာဓမပြုတ်ကျင်ကစက်တင်ဘာလ10ရက်နေ့မနက်ပိုင်းမှာပြန်လွတ်ပေးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအာဓမပြုတ်ကျင်နဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တောင်တာမျိုးရဲစခန်းမှာအမှုဖွင့်လှစ်ထားတော်လဲလက်ရှိအချိန်ထိဘာမှအေးအေးယူဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့ပြောပါဗျ။ စက်တဘာလ9ရက်နေ့ညနေ6နာရီလောက်ကဘိုးဘွားဂိတ်နားမှာရှိတဲ့တရုတ်တန်းဝေးပိုက်လိုင်းဆောင်တဲ့ရဲခွေးတွေကမင်းကန်ရွာကအသက်20အရွယ်အမျိုးသမီးတအူးကိုစစ်ဆေးစရာရှိတယ်ဆိုပြီးတော့ဖမ်းသွားတာညာ9နာရီလောက်မှာပြန်လွှတ်မယ်ပြောပြီးမနေ့ရောက်မှာ မရင်းချင်းပြီးပြန်လွှတ်လိုက်တာလို့သိရတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တောင်သာမြို့ရဲစခန်းမှာအမှုဖွင့်ထားပေမဲ့လက်ရှိအချိန်ထိဘာမှအရေးမယူဘူးလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အလားတူပဲစက်တဘာလ10ရက်နေ့ကစတင်ပြီးတော့မလိုင်မြို့ဘက်ကနေလာပြီးတောင်သာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲထားတယ်မြင်းညာမြို့ကတီတာရွမော်ရဲ့ပြူစောထီများနဲ့မော်ဘီရဲတပ်ရဲ9ကရဲများကဂျေးရွာနေအမျိုးသမီး6ဦးကို အထမပြုကျင့်ခဲ့တယ်လို့သိရပါတယ်အခုလို့မရင်ကျင့်ပြီးတဲ့နောက်အမျိုးသမီး6ဦးကိုဖမ်းဆီးတာကနေအိမ်တလုံးထဲမှာပိတ်လောင်ထားပြီးတော့တချင်းဆိုပြီးကပြဖြောပြေးခိုင်းကနေတိုင်းလိုလိုမရင်ကျင့်ခဲ့တယ်လို့သိရပါတယ်ရုံးစီကြီးမှာတက်ဆွဲထားတဲ့မြင်းညာပြူစောတီအဖွဲနဲ့မော်ဘီရဲတပ်ရဲငါးကရဲတွေကလည်းသူတို့ရောက်ရှိလာတဲ့ကာလအတွင်းမှာအမျိုးသမီး6ဦးထဲမင်းဲကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်အဲ့ဒီလိုဖမ်းပြီးတော့တိုက်တလုံးထဲမှာပဲပိတ်လောင်ထားပြီးတော့တချင်းဆိုကပြဖြောပြေးခိုင်းတယ် နောက်ပြီးတော့နေတိုင်းလိုလိုမရေမှုကျူးလွန်နေတာလို့ဒေတာရင်းသတင်းရင်းမြစ်ကဆက်လက်ရှင်းပြထားပါရယ်အခုလိုမျိုးအချမ်းမဲ့စစ်ခွေးစစ်ကြောင်းဟာရုံးစီကြီးရွာအပါဝင်အနီးနားမှာရှိတဲ့ကြီးရွာများကိုနေ့စဉ်ဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းနေအိမ်များကိုမိရှို့ခြင်းများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်မှာစစ်ဆောင်ပြည်သူများနေထိုင်ရာစာတင်ကျောင်းရွာကိုအကြမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ရာပြည်သူတအုပ်တိုက်ဆုံပြီးတော့ဆက်ခွန်အုပ်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ22ရက်နေ့မနက်09:24မိနစ်ခန့်အချိန်မှာအကြမ်းမဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကြီးစုရွာမှာရှိတဲ့စစ်ဆောင်ပြည်သူတွေနေထိုင်တဲ့စာတင်ကျောင်းကိုလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တက်ရဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်အသက်55နှစ်အရွယ်ဒေါ်တန်အေးပွဲချင်းပြီးတိုက်ဆုံ ွားတယ်လို့သိရပါဗါဒါအပြင်ဒေါ်ရွှင်အသက်63နှစ် ကိုမြင့်ဦးအသက်55ကိုအောင်ရှမ်းအသက်40ကိုဝိုင်းစိန်အသက်20ဒေါ်ပိန်အသက်54ဇီထွန်းအသက်23မီမီအသက်20တင်ဆန်းဝင်းအသက်21နှစ်နဲ့ဘူးတို့အသက်21နှစ်ခန့်အပါအဝင်ပြည်သူ18ဦးဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ကြောင်းနဲ့နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်တရဦးကနေတက်လာတဲ့ Jet Fighter နဲ့ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ဂျီစုရွာမှာစစ်ဘေးရှောင်နေတဲ့ပြည်သူတွေနေတဲ့စာတင်ကြောင်းကိုလေးကြောင်းကနေဘုံကျဲသွားတာပါပြည်သူတအုပ်သေးဆုံးပြီးတော့18ဦးဒဏ်ရာရရှိခဲ့ပါတယ်လို့ဒေသခံပြည်သူတို့ ဦးကအတိအပြုပြောကြားထားပါတယ်။အလားတူပဲမကွေးတိုင်းပေါ့မြုံနယ်နဲ့ထီးလင်းမြုံနယ်အဆက်မှာရှိတဲ့ပုံတောင်တောင်ကျော်ကိုလည်းစစ်ခွေးတပ်ကလေရင်နဲ့ဘုံ30တလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ ဒီကနေ့စက်တဘာလ22ရက်နေ့မနက်9:20မိနစ်ခန့်မှာပေါင်းမြုံနယ်နဲ့ထီးလင်းမြုံနယ်အဆက်မှာရှိတဲ့ပုံတောင်တောင်ကျော်ဒရုန်း၄တပ်ကနေတက်လာတဲ့ Wildfire လေရင်တစ်စီးကဘုံ32လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အချမ်းဘတ်စစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲလက်ရှိအချိန်မှာတော့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုရှိမရှိကတော့အတိမပြုတ်နိုင်သေးပါဘူး။112နဲ့ဘုံ32လုံးကျဲချတိုက်ခိုက်သွားတယ်။ပြည်သူတွေကတော့ဘေးလွတ်ရာကိုရှောင်နေရတယ် ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်ကာကွယ်ရေးထုတ်ပြန်ချက်များကိုလိုက်နာကြဖို့အတွက်မြစ်တာရက်ခံကြပါတယ်လို့ဒေတာရင်းတော်လိုင်းရေးတရင်အင်းမြစ်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့သခိုင်းတိုင်းတမူးမြို့နယ်မြို့တည်မြို့ခမရ3လေးခွန်တရင်ကစစ်မှုတန်းအပတ်စဉ်တင်းနှန်းစဲဒုတက်ချက်တအူးဟာတနက်တလန့်နဲ့ခရမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဩဂတ်လ3ရက်နေ့မြို့တည်မြို့ကျွန်းပင်သားရွာမှာ SNA ရှမ်းနေတိုက်ရဲ့အကူအညီနဲ့ 看嘛，这说啥的？看嘛呀，东丽空代言人啊！<noise> <noise> ဒုတက်ချက်တန့်စေဦးဟာတနက်တလက်နဲ့ခရမ်းများကိုယူဆောင်လာပြီးတော့ဓမုခရမ်းအမှတ်နဲ့တိုင်ရင်ထံကိုအလင်းဝင်လာခဲ့တယ်လို့သိရပါဗါးအလင်းဝင်လာတဲ့ဒုတက်ချက်တန့်စေဦးဟာခမရ3-4တိုင်ရင်ကဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်တစ်ကဖြစ်တယ်လို့သိရပါဗါး၎င်းနဲ့အတူ MA1 တနက်တလက်ဂျီပေါက်တစ်ခု 5.56G 25ရောင်းတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတယ်လို့သိရပါဗါးအလင်းဝင်လာတဲ့ဒုတက်ချက်တန့်စေဦးကိုဓမုခရမ်းအမှတ်နဲ့တိုင်ရင်ကငွေချက်350တိတိဂုံပြုစုငွေချင်းမြေပေးအပ်ခဲ့တယ်လို့သိရပြီးတော့၎င်းလိုရာခီးကိုလည်း ပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းအပတ်စဉ်1တင်းတန်းတက်ရောက်ခဲ့တဲ့ဒုတက်ချက်တန့်စင်ဦးဟာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းကြီးအဖြစ်တောင်းခံတဲ့ငွေကျပ်73သိန်းကိုမပေးခြင်းတဲ့အတွက်ကြောင့်စစ်တပ်ထဲဝင်လာခဲ့သူဖြစ်တယ်လို့သိရပါတယ်။အချမ်းမစစ်တပ်ဘောပြည်သူလူထုရဲ့ထောက်ခံမှုမရှိတာကိုတဖြည်းဖြည်းသိလာတဲ့အတွက်အချိန်မလွန်ခင်မှာအလင်းဝင်ရန်ဆုံးဖြတ်ခဲ့ကြောင်း၎င်းကပြောဆိုခဲ့ပါတယ်။ လင်းဝင်ရောက်လာတဲ့သူကဘယ်မျိုးနဲ့ဘယ်စားတီလဲဆိုတော့သူ့ရဲ့လုံခြုံရေးအရာဖြေပေးလို့မရပါဘူးအခုလောလောဆယ်တော့စူချင်းငွေပေးရပြီးတော့လုံခြုံတဲ့နေရာမှာထားပေးထားပါတယ်ပြီးရင်တော့အလင်းဝင်လာတဲ့သူရဲ့ဆန္ဒအလျောက်လွတ်မြောက်နေမြေတနေရာကိုပို့ဆောင်ပေးမှာပါသူက AOD တိုင်းကွင်းကောင်းမြို့နယ်တမ်းမြင့်လေးကျင်ရေးကျောင်းမှာစစ်မှုရမ်းတင်တဲ့အပတ်စဉ်တစ်မြင်းဆောင်2024ကိုတက်ခဲ့တဲ့သူပါလို့တမိုးခေရအမှတ်နဲ့တိုင်ရင်ကတောင်းရှိသူကရှင်းပြထားပါဗျ။ အချမ်းဘတ်စစ်တပ်ရဲ့လက်အောက်ကနေရုံးထွက်ကတော်လိုင်းတပ်ဖွဲ့များထံမှပူးပေါင်းပါဝင်ခြင်းသူများကိုလည်းဓမ္မခရိုင်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကဝမ်းမြဝမ်းသာနဲ့ကြိုးဆိုလျက်ရှိပါတယ်လို့ဓမ္မခရိုင်အမတ်နဲ့တိုင်ရင်ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ